ရုရှားဘက်ကပါဝင်တိုက်ခိုက်နေတဲ့တရုတ်စစ်သားများကိုဖမ်းမိကြောင်းယူကရိန်းထုတ်ပြန်ရုရှားစစ်သည်ဘက်ကပါဝင်တိုက်ခိုက်နေတဲ့တရုတ်နိုင်ငံသားနှစ်ဦးကိုဖမ်းဆီးရမိခဲ့ကြောင်းယူကရိန်းအစိုးရကကြေညာခဲ့ပါတယ် AP ရှင်းနေတော့ကယူကရိန်းတမရပိုလိုဒီမာဆီလမ်စကီကအဲ့ဒီတရုတ်နိုင်ငံသားတွေကိုယူကရိန်းနိုင်ငံအရှေ့ပိုင်းဒွန်းညက်ဒေသမှာဖမ်းဆီးခဲ့ရမိတယ်လို့အတည်ပြုပြောကြားခဲ့ပါတယ်နောက်ပြီးယူကရိန်းရဲ့ထောက်လှမ်းရေးတရက်အချက်အလက်တွေအရာ ရုရှားစစ်တပ်အတွက်ပါဝင်တိုက်ခိုက်ပေးနေတဲ့တရုတ်အရေးတွက်ဟာနှစ်ဦးထက်မကဘူးလို့နားလည်ထားကြောင်းလဲသူကဆိုပါတယ်။ယူကရိန်းနိုင်ငံသားရေဝန်ကြီးအန်ဒရီဆိုင်ဘီဟာကတရုတ်စစ်သားတွေကပါယူကရိန်းစစ်မြေပြင်မှာပါဝင်တိုက်ခိုက်နေတယ်ဆိုတာဟာစစ်ပွဲနဲ့ပတ်သက်ပြီးဗက်မလိုက်ဝါဒအခြေသုံးပါတယ်ဆိုတဲ့တရုတ်ရဲ့ရည်တည်မှုကိုမိကုံထုတ်เสียဖြစ်လာစေကြောင်းပြောကြားသွားပါတယ်။ ဒီအခြေအနေဟာရုရှားအတွက်တရုတ်ကအစ်စ်သားတွေပပိုးနေတယ်ဆိုတာကို ယူကရိန်းအစိုးရကပထမဆုံးအကြိမ်ဆွဆွဲလာခြင်းလည်းဖြစ်ပါတယ်။ရုရှားနဲ့တရုတ်တို့ကတော့အဲ့ဒီကိစ္စကို လက်တလုံးမှတ်ချက်မပေးသေးပါဘူး။လူမှုကွန်ရက်မီဒီယာအိမ်မှာတော့စီလမ်စကီကဒွန်ညက်မှာဖမ်းမိထားတဲ့တရုတ်စစ်သားတွေမှာကိုရင်းအချက်လက်တွေပါဝင်တဲ့ဘဏ်ကတ်တွေကိုလည်းတင်စီရမိခဲ့တယ်လို့ရေးသားထားပါတယ်။ နောက်ပြီးဖဲမိတဲ့အထဲကသူကယုံကြည်ရပြီးမကြသေးခင်ကတိုက်ပွဲတစ်ခုအကြောင်းကိုမန်ဒရင်တယုတ်ဘာသာနဲ့ပြောနေတဲ့လက်ထိတ်ခက်လျက်သားအမျိုးသားတယောက်ရဲ့ဗီဒီယိုကိုလည်းစီလမ်စကီးကမျှဝေထားခဲ့ပါတယ်။ပြရှိထားတဲ့အချက်လက်တွေအရကျူးကျော်သူတွေပဲမှာပါဝင်နေတဲ့တယုတ်နိုင်ငံသားတွေဟာဒီနှောင်းတင်မကပဲနောက်ထပ်အများကြီးရှိသေးတယ်လို့သဘောပေါက်ထားကြောင်းလည်းစီလမ်စကီးကဆိုပါတယ်။အခုကိစ္စကအမေရိကန် ကိုရပါတော့အပြင်တက္ကဝလုံးကငင်းချမ်းရေးလိုလားသူတွေကပါပါဝင်တုံ့ပြန်ပေးစီလိုတယ်လို့လဲစီရမ်စကီကတောင်းဆိုသွားပါတယ်ဖမ်းမိထားတဲ့သူတွေကိုခြုံထောင်ထားပြီးစုံစမ်းစစ်ဆေးမှုတွေဆက်လက်လှုပ်ဆောင်နေစေလို့လဲသူကပြောပါတယ်အမေရိကန်နိုင်ငံကြီးဝန်ကြီးဌာနပြောပြောရေးဆိုခွင့်ရအမျိုးသမီးတမ်မီဘရူကန်အခုသိန်းဟာဆက်ဆုပ်စရာကိစ္စတစ်ခုလို့ဝေဖန်ခဲ့ပါတယ်တရုတ်ဟာယူကရိန်းမှာရုရှားကဆက်ပြီးစစ်တိုက်နေနိုင်အောင် နောက်ွယ်ကအဓိကကူညီပေးနေတဲ့နိုင်ငံတစ်ခုဖြစ်ပြီးအချက်ပြလမ်းညွှန်မြေပုံနည်းပညာတွေစီမီကွန်ဒက်တာတွေချက်လျင်အစိပ်ပိုင်းတွေလိုမျိုးစစ်ဘက်အရက်ဘက်နှမျိုးအသုံးပြုနိုင်တဲ့ပစ္စည်းတွေအလုံးရင်ထောက်ပနေတယ်လို့လဲဆိုဆွဲသွားပါတယ်။ယူကရိန်းနိုင်ငံသားရေဝန်ကြီးဌာနကလည်းကရင်မှာရှိတဲ့တရုတ်တန်ရောင်းအကြီးအကဲကိုစစ်ခေါ်ထားပြီးတိကျတဲ့ဖြေရှင်းမှုတစ်ခုတောင်းဆိုသွားမယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။